စင်ကောင်းတောင်ရဲ့အခြေကနေစီးဆင်းလာတဲ့ဇော်ကြီးမြစ်ဟာမြမရှိဟောင်းတနာကြီးတွေနဲ့နဲ့တဲ့လှုပ်ဝက်ဆန်းကျင်မှုတွေနဲ့ပြည့်နေနေပါတယ်။မျက်စိတဲမြင်အောင်ကြည့်ပါဦး။လေထဲမှာရှေးဟောင်းဆွမ်းရင်တွေတဝဲဝဲလည်နေပြီးဇော်ကြီးမြစ်ကြီးဟာလော်ကီနဲ့မတူတဲ့အလင်းတန်းလေးတွေနဲ့တောက်ပနေတဲ့နေရာမျိုးပေါ့။ ခီးသွွားတွေနဲ့ဖျားဘူးတွေဟာဒီဒေတာကိုလာရောက်လက်ပတ်ခဲ့ကြတာကြာပါပြီလို့ဝတ်ဆန်းကျတဲ့စော်ကြီးကိုမြင်တွေ့ရမလားဒါမှမဟုတ်မြည့်ရဲ့ပစ္စလက်ဆန်နဲ့အငွေသက်ကိုခံစားရမလားဆိုတဲ့မျှော်လင့်ချက်တွေနဲ့ပေါ့စော်ကြီးကိုများသောအားဖြင့်လူတွေကိုကူညီတတ်တဲ့ပုံကိုယ်တူအဖြစ်ပုံဖော်ကြပေမဲ့တခါတလေမှာတော့သူ့ရဲ့ဉာဏ်ပညာကိုလူလားသူတွေကိုစမ်းတတ်တတ်တဲ့ပရိယေကျွေးသူတူအဖြစ်လဲတတ်မှတ်ကြပါတယ် စင်ကောင်းတောင်နဲ့ဇော်ကြီးမြစ်ပတ်ဝန်းကျင်ရှုခင်းတွေကလည်းအလွန်လှပပြီးစိမ့်ဆိုတဲ့တစ်ပင်ပန်းမှန်တွေနဲ့မြိတ်သက်အေးချမ်းတဲ့လေတုကဒီတန်နာရီဆန်တဲ့ဇလန်းတွေနဲ့လိုက်ဖက်ညီလာပါတယ်။တဘာဝတရားနဲ့တန်နာရီတွေရောရှက်နေတဲ့နေရာတစ်ခုဖြစ်ပြီးရှေးဟောက်ပစ္စလက်တွေနဲ့နက်နဲတဲ့ပညာရှိတဘာရဲ့ Tower ဝိညာဉ်တွေရှိတဲ့ကဘာတစ်ခုစီလှမ်းဝင်ဖို့ဖိတ်ခေါ်နေသလိုပါပဲ။ဒါကြောင့်မို့လို့စင်ကောင်းတောင်ကဇော်ကြီးမြစ်အကြောင်းပြောမယ်ဆိုရင်တဘာဝရဲ့အလှအပတစ်ခုလည်းကိုမဟုတ်ပဲရှေးဟောက်ပစ္စလက်တွေရဲ့လိုဝတ်တန်တွေနဲ့ ထာဝရတည်ရှိနေတဲ့ပညာရှိတစ်ပါးရဲ့ဝိညာဉ်တွေနဲ့ပြည့်နှက်နေတဲ့နေရာတစ်ခုအဖြစ်မြင်ောက်နိုင်ပါတယ်နော်ဒီလိုစိတ်ဝင်စားဖွယ်ရနေရာဒေတာများအကြောင်းကိုနောက်ထပ်တင်ဆက်ပေးမှာမို့ကျွန်တော်တို့ channel လေးကိုလည်း like and subscribe လုပ်ပေးထားဖို့မမေ့ပါနဲ့နော်